ိုက်တိုင်ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်တို့ပြည်သူအလုံးဘေးရန်ကင်းကွာ၍ကိုယ်စိတ်နှပြချမ်းမာချမ်းသာကြပါစေ။ပေးတတ်ကြီးအလုံးယခုခါမှာပူပြင်းတဲ့နွေရာသီလေပြင်းမှုန်တိုင်းသည် စီးပွားရေးတဘာဝပြီးချမ်းမာရေးမငြိမ်သက်မှုတွေနဲ့လှုပ်ထွေးပြီးစိတ်နှလုံးပူပင်နေရတဲ့အချိန် ဒါကိုအကြအဖြစ်ကာကြမဆိုင်ရာနက္ခပညာနဲ့သိလို့ရပါတယ်အကြောင်းကတော့ပူပြင်းလာတဲ့မြန်မာနိုင်ငံရာသီဥတုနဲ့အတူကောင်းကင်နက္ခတ်ဂျူရီယာအခုဒီစနေဂျူ AP 20မှာသူကပြောင်းမပြောင်းခင်မှာ ပြင်းထန်တဲ့စွမ်းအားတွေထုတ်တာတနုံနေဂျူကြီးကလည်း အာမိတ္တရာသီမှာနော်ယာဟုကလည်းပြောင်းအာယူနေတာပေါ့အဲ့ဒီအချိန်မှာတဘာဝပြီးပူပြင်းတာလူတွေမခံမရနိုင်အောင်စိတ်နွမ်းတာဥနွမ်းတာနိုင်ငံရေးစီးပွားရေးကလည်းတော်တော်ကြီးခက်ခဲနေတာနော်အဲ့ဒီအချိန်မှာမိမိတို့တပတ်တာ ကိုယ့်ရဲ့ဆိုင်ရာဆိုင်ရာယာတိပွားတွေကောင်းတာဆိုးတာတွေရှောင်ရဆောင်ရယာတိဆဝင်းကန်သာတာအမြင်နဲ့ပြောပြမှာဖြစ်ပါဘူးဟိုကဖြိဆာယာတိပွားဖြိဆာယာတိပွားကအောက်တိုဘာ24ရက်နေ့နိုမ22ရက်မှာမွေးဒီယာတိပွားတွေကယခုကာလမှာ အခက်အခဲများရှိနေမယ် လောက်ကန်သမျှဖယူဖယဲနိုင်ပြီးဆန္ဒစိတ်ကူးလို့နဲ့လွဲချော်နေလိမ့်မယ်။မျော်လင့်ချက်တွေပျောက်ဆုံးတတ်တယ်။ရင်းနှီးသူမိတ်ဆွေတို့နဲ့စကားများတတ်တယ်။မိမိလောက်ကန်မှုအပေါ်မကောင်းမြင်သူတွေများလာပြီးပြဿနာပေးသူများရှိလာမယ်။အတော်လားချင်းချင်းမှာရန်အတိုက်ခံရှိတယ်။စီးပွားရေးကြမ်းမာရေးလူမှုရေးနေထိုင်ရေးတို့မှာခက်ခက်ခဲခဲ မလုံမုံတာကြံ့ကြံထိုင်မှိုင်းတဲ့ကာလဖြစ်ပါတယ်။ ါကြောင့်ဒီကာလမှာအဖြူရောင်လေးတွေခြောင်ချောင်ပြူပြူတွေကြီးပြားရောင်လေးတွေရှင်သွယ်ရောင်လေးတွေအဲအဲ့လိုပေါ့အေးချမဲ့အရောင်တွေဝက်ထီစုပ်ဖနာစုပ်တွေလှုပ်ပြက်မိန်းကလေးငယ်များနှခမ်းနေပန်းနေမိကချေတာလှလှပပသွားယောက်ျားလေးများကြောကြောမော့မော့သွားရေမွေးစွတ်ဖရဲသားကြောင်းတဲ့ချိတ်လက်ကြည့်ပြူချီလက်တန်းခရီးတန်းတန် အခုလိုထိုင်းမိုင်းနဲ့ကန်သာတာညှို့လာပြီဆိုရင်ဖရာဇီဒီတွေကိုဇက်တိုက်သွားဖူးလိုက်၃ရက်၄ရက်၅ရက်ဖရာဇီဒီမှာပန်းလို့ရေစုလူဖရာမျက်နှာတော်ထိုင်ကြည့်ပရိဒီစိတ်တရားတွေထိုင်အိမ်မှာလည်းအတိတ်ကောင်းနမိတ်ကောင်းတဲ့နေ့အတိတ်နမိတ်ကောင်းတဲ့စကားတွေပြောလူနိုင်တဲ့ငပြောသည်တွေဖရာကြောသည်ကိမ့်မုံတွေဆွမ်းတွေပန်းတွေလှူအဲ့ဒါဆိုရင်ဖိစာရာတွေပွားတွေ န်ကောင်းချင်းပဲလှဲ့သွားလိမ့်။ရှင်းနေလေးပတ်လဲထီထူးပါ။ဒိဋ္ဌာယာဒီဘွားအလုံးဘေးရခင်ကြားမှာချမ်းသာကြပါလား။